ကိုယ်အိမ်မက်ကိုကြီးလေကြီးလေအဲ့ weight ကကိုယ်ပြန်ပြီလေပဲဖြစ်တတ်တယ်ဆိုတာကိုသတိပြုစေချင်ပါတယ် weight ချရတာပင်ပန်းနေပြီလားတချို့ကျတော့ bike တွေပူလာတယ်ဝယ်စားရအရင်လိုဝယ်ရတာအဆင်မပြေတော့ဘူးကိုယ့်ကိုယ်ကိုလည်းအားမလို့အားများဖြစ်လာတဲ့အတွက်ကြောင့်မလို့ weight ချတော့မယ်လို့ဆုံးဖြတ်ပြီးတော့ weight ချနေတယ် weight ချနေရင်တိုင်းကိုယ်ထင်လို့မကြတဲ့အတွက်ကြောင့်မလို့စိတ်တကြကောင်းကြနေလိမ့်မယ်ဆရာဝန်ကတော့ weight ချပါအစားတော့ပြူးဆိုင်ပါလမ်းလျှောက်ပါ weight ချအောင်ကြိုးစားပါလို့မှာလိုက်တဲ့အတွက်ကြောင့်မလို့ပြောင်းလဲဖို့အတွက်၄င့်နေရတယ်အစားတော့ထိန်းနေရတယ်ထင်လို့ဖြစ်မလာတဲ့အခါမှာ စိတ်ပင်ပန်းနေတာမျိုးခံစားနေရပြီလားဒါဆိုရင်ဒီဗီဒီယိုအဆုံးထိကြည့်ပြအောင်ကြည့်ပါဝိတ်ချကြတဲ့ခါကျရင်လူများစုကိုကိုနဲ့ပတ်သက်ပြီးတော့မှတတိမထားမိတဲ့အရာလေးတွေကိုညွှန်ပြချင်တာဖြစ်ပါတယ်မြင်ရတော့ကျွန်တော်ပြောရမယ်ဆိုရင်ဝိတ်ချရဲဆိုတာကစိတ်တစ်ပိုင်းဆိုင်ရာအများကြီးလိုအပ်ပါတယ် ဓိကအဖြစ်ကိုယ့်ရဲ့အောင်မြင်မှုပန်းနိုင်ရောက်ဖို့အတွက်ကိုယ့်ကိုယ်ကိုဖျက်ဆီးနေတာကကိုယ့်ရဲ့စိတ်ပဲပြန်ဖြစ်တာကိုသိရပါလိမ့်မယ်။အခုလဲဝေးချတဲ့ခါကျရင်စိတ်ဓာတ်တွေကျလာတယ်၊ရမ်းကိုပင်ပန်းလာတယ်၊လေ့ကျင့်ခန်းမလုပ်ချင်တော့ဘူးဖြစ်လာတယ်၊အစားအသောက်တွေကိုစက်မထိန်ချင်တော့ဘူး။ဘာလို့လဲလို့ပြောရမယ်ဆိုရင်ကိုကပေါင်30လောက်ချာကျင်တာ10ပေါင်လောက်ပဲကျနေတယ်ဒါမှမဟုတ်3ပေါင်လောက်ပဲကျနေတဲ့အတွက်ကြောင့်မလို့လှုပ်လာလဲချိန်လေးနဲ့ကျနေပြီစိတ်လျှော့ချင်လို့ဖြစ်လာတယ်ဒါမှမဟုတ်မဖြစ်နိုင်လို့လို့ကိုသွေးနဲ့ခါကျရင်စိတ်တက်ကြတော့မျိုးလည်းဖြစ်ဖြစ်သွားတတ်တာပေါ့နော်ဆိုတော့မြင်တောင်တစ်ခုပြချင်ပါတယ် မိတ်ဆွေကတကယ်လို့အိမ်မက်ကြီးလေမိတ်ဆွေကတကယ်လို့ရီမက်ချက်ကြီးလေကိုချချင်တဲ့ weight ကများလေကိုယ်အိမ်မက်ကိုကြီးလေကြီးလေအဲ့ weight ကကိုပြန်ပြီလေပဲ ဖြစ်တတ်တယ်ဆိုတာကိုသတိပြုစေချင်ပါတယ်အခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေထဲမှာဆိုရင်လည်းအဲ့လိုပဲကိုကပေါင်30၊ဒါမှမဟုတ်ပေါင်60၊ပေါင်100လောက်ကိုကချရမယ်ဆိုပြီးတော့မှကိုကိုတာဂက်ထားတာပါရှိပါလိမ့်မယ်အခုကိုက7ပေါင်လောက်ပဲကြာသေးတယ်ဒါမှမဟုတ်15ပေါင်လောက်တော့ကြာသွားပြီဒါပေမဲ့ဒီ15ပေါင်ကြာဖို့ကိုက2လလောက်လုပ်လာခဲ့ရတယ်နောက်ထပ်ကွာပေါင်30 40လောက်ဆက်ကြဖို့ဆိုဘယ်လောက်အောင်လုပ်အောင်မလဲမသိဘူးဆိုပြီးတော့မှဒီစိတ်ပူတဲ့အပြင်ကိုလက်တလုံးမှလည်းဆက်မကြတော့လို့ဆိုပြီးတော့မှဒါစိတ်တဲ့ကြကောင်း ကြနိုင်နိုင်တာပေါ့နော်ဆိုတော့ကိုယ့်ရဲ့အိမ်မက်ကိုယ့်ရဲ့ပန်းတိုင်ရဲ့ဝေကာကိုကိုဖိမခံပါနဲ့လို့အဓိကပြောချင်ပါတယ်ကိုယ့်ရဲ့ပန်းတိုင်ကကြည်လေအဲ့ပန်းတိုင်ဝေကာကိုဖိလေကိုဖိလေကိုယ့်တိုးတက်မှုမမြင်ရဘဲနဲ့စိတ်တက်ကြလေဖြစ်တတ်ပါတယ်ဟုတ်တယ်မှန်တယ်ရီမက်ချက်ကြီးကြီးထတာမကောင်းတာမဟုတ်ဘူးကောင်းတယ်ဒါပေမဲ့အဲ့ရီမက်ချက်ကြီးကြီးရခါကျရင်ကိုကိုဆက်ပြီးတော့မကြိုးစားဖို့အတွက်ကိုလည်းဖြစ်စေတတ်တယ်ဘာလို့ဆိုတော့ကိုကနှိုင်းရှင်ပါလေကိုကပေါင်30ကြာချင်တာလက်ရှိကကိုက9ပေါင်10ပေါင်ပဲကြာနေတဲ့ခါကျရင်ကိုရောက်ချင်တဲ့ရလက်ကိုရဖို့အတွက်က နည်းနည်းဝေးနေသေးတယ်ပြောချင်တာလက်ရှိကြတဲ့ပမာဏကိုဖြစ်ချင်တာနဲ့ဆိုရင်ရှင်းလိုက်မယ်ဆိုရင်အရင်နေနေတဲ့ခါကျရင်စိတ်တက်ကြတော့တပါတယ်ဒါကြောင့်မလို့ဒီလိုလုံးမဲ့စားကျွန်တော်တို့ရဲ့စိတ်တက်ကဘလို့ထားတင်လဲဆိုတော့နောက်ထပ်ပေါင်20ကြားဖို့မလို့ငါလိုရရင်နောက်ထပ်3ပေါင်ကြားဖို့ပဲဆိုရဲစိတ်လေးထားဖို့လိုတယ်ကိုယ့်ရဲ့ပန်းတိုင်းအကြီးကြီးကို ပန်းတိုင်းအသေးလေးတွေများစွာထားလိုက်ပါဥပမာဆိုပါစို့တကယ်လို့ဒါအခုဗီဒီယိုကြည့်နေမိတ်ဆွေကစိတ်တကြနေဝေးမကြလို့ကိုချင်းလို့မဖြစ်သေးလို့ဆိုဆိုပြီးတော့မှကိုတွေးနေဆိုရင်နောက်ထပ် byte အစီလေး byte ခါတလက်မလေးကြားဖို့ပဲအာရုံစိုက်ပါနောက်ထပ်၃ပေါင်လောက်ပဲကြားဖို့ပဲအာရုံစိုက်ကြည့်ပါအဲ့ဒီထားဖို့ပဲမိတ်ဆွေဒီတပတ်ကနေနှစ်ပတ်တွင်းကိုအာရုံစိုက်ခြင်းအဖြစ်တကယ်၃ပေါင်ကြာသွားပြီတကယ် byte ကခါတလက်မဒါမှမဟုတ်လက်မဝက်လောက်ကိုယော့သွားဆွဲခါကြရင်ကိုကနောက်ထပ်တိုးတက်မှု တွေ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကိုကိုယုံကြည်မှုပြန်ဖြစ်လာပါလိမ့်မယ်။ပြန်ယုံကြည်လိုက်ခါကျရင်ကိုနောက်ထပ်နှလမနောက်ထပ်ငားပေါင်းဆက်ကြဖို့ဆိုပြီးတော့မှကိုကရီမက်ချက်နောက်ထပ်သေးသေးလေးဆက်ဆက်ပြီးသိုးသိုးသွားချင်းအဖြစ်ဒီလိုကနေမှမိတ်ဆွေရဲ့ပန်းတိုင်အကြီးကိုရောက်နိုင်မယ်ဆိုတာလေးကိုဒီမှာမိတ်ဆွေအကြီးကအားပေးချင်ပါတယ်။တကယ်လို့မိတ်ဆွေအမြင်နဲ့ကိုရဲ့နောက်ဆုံးပန်းတိုင်ကိုပဲကြီးတဲ့သူဖြစ်တဲ့ဆိုရင်တော့အဲ့ဒီကိုရဲ့ပန်းတိုင်ဝိတ်ကပဲကိုကိုပြန်ပြီးတော့မှဖိအားပေးပါလိမ့်မယ်။ကိုကိုပြန်ပြီးတော့မှနောက်ဆုတ်ဖို့အတွက်လက်ရှော့ရှုံးဖို့အတွက်ဖြစ်သွားစေပါလိမ့်မယ်။ဒါလေးကအရင်ရေးကြည့်ပါရနော်။ များစုဝိတ်ချနိုင်တယ်ဝိတ်ချနိုင်ဘူးဆိုတဲ့နေရာမှာဒီခုနပြောတဲ့ခီးစဉ်တလျှောက်လုံးမှာစိတ်ကိုဘလို့ထားနိုင်ခဲလဲနေမှုတည်တာဘသူမဆိုရည်မှန်းချက်ကြီးကြီးမှထားတတ်တယ်ဒါပေမဲ့ဒီရည်မှန်းချက်ကြီးကြီးကိုတကယ်ဖြစ်အောင်လုပ်နိုင်ခဲ့တဲ့သူဆိုတာကလက်တွေ့သွားတဲ့အခါကျရင်ဒီကိုယ်စိတ်ကိုနိုင်အောင်သွားတတ်ဖို့လိုတဲ့နေရာမှာအခုလိုတွေးတတ်ဖို့လိုတယ်ဆိုတာလေးပြောချင်တာဖြစ်ပါတယ်မြင်သာဆုံးပြောမယ်ဆိုရင်တောင်တက်တယ်လို့ပေါ့နော်ကျွန်တော်ဘသူမဆိုရတော့ရည်မှန်းချက်အနေနဲ့ငါတီတောင်ကြီးကိုငါတက်ပြမယ်ပေါ့နော်ငါအမြင်ဆုံးတက်နိုင်တယ် ငါအကောင်းဆုံးကတက်နိုင်တယ်လို့ဘယ်သူမှဆိုအတွေးနဲ့တွေးလိုက်မယ်ဒါပေမဲ့တောင်ကိုစပြီးတော့မှတက်ပြီဆိုရင်လက်တွေးနဲ့စိတ်ကူးနဲ့တခြားစီဖြစ်တော့တာတွေ့ရပါလိမ့်မယ်ဘာလို့ဆိုတော့ကိုကတွေးတော့ကကျတော့မောမာတွေမပါဘူးရောင်းမာတွေမပါဘူးဒါပေမဲ့တကယ်လို့သူတော့တက်လိုက်တဲ့ခါကျတော့ဆယ်လန်းနဲ့အလန်းတရာအတွင်းမာတွေကိုကိုကူကိုစပြီးတော့မှဟိုသင်တော့မလွယ်ဘူးဆိုတော့စသီလာတဲ့ပုံပေါ့နော်အဲ့ဒီချိန်မှာဘလူးလူကပဲတောင်ထိပ်တိရအောင်သွားနိုင်လဲဆိုတော့ just one more နောက်တစ်ထပ်ပဲနောက်တစ်ဆင့်ပဲဘာမှမတွေးတော့ဘူး သူ့ရဲ့ရှေ့မှာရင်ရတဲ့ခြေလန်းတလန်းကိုပဲလမ်းပြီးသွားရင်သွားရင်နဲ့ သူစိတ်ကိုဒူးနိုင်တဲ့ချိန်မှာတောင်ထိပ်ကိုရောက်သွားနိုင်တယ်ဖြစ်ပါတယ်ဆိုတော့ဒါလေးကမိတ်ဆွေတို့အထောက်အကူပြုမဲ့ဖြစ်ပါတယ်တကယ်လို့ကိုအခုဝိတ်ချနေရတာဘလို့နီးနေပဲခြားခြားပေါ့နော်အဲ့လိုစူးစမ်းနေတဲ့ချိန်မှာဖြစ်တတ်တဲ့အကြောင်းလေးပါပြီးတော့နောက်တစ်ခုကဝိတ်ချနေတုန်းကဝိတ်ကိုပဲကြီးလို့မရတဲ့အကြောင်းကိုလည်းပြောချင်ပါတယ်ကျွန်တော်တို့ဝိတ်ကိုခြားတဲ့ချိန်မှာခါချင်ဝိတ်ကတန့်သွားတယ်ဒါပေမဲ့ဝိတ်တန့်သွားတဲ့မိတ်ဆွေကရက်လက်မရောက်ပြောလို့မရဒီလိုဝိတ်တန့်သွားတဲ့ချိန်မှာခန္ဓာကိုယ်တွင်းထဲမှာအစီနဲ့ကြွတားနဲ့လဲလဲမှုဖြစ်နိုင်တယ်တဘောကကအစီကျပြီးကွာကြွတားပမာဏတက်လာဆိုရင်လည်းဝိတ်မှာပြောင်းလဲမှုမဖြစ်နိုင်ဘူး ။အကြောင်းမလို့ weight တစ်ခုတည်းကြီးမဲ့အစားခန္ဓာကိုယ်အတိုင်းလေးတွေလည်းပိုကျစ်လာလားကြည့်ပါ။ weight မကျပင်မဲ့တကယ်လို့ခန္ဓာကိုယ်အတိုင်းလေးတွေရတကယ်လို့ပိုပိုသေးလာရဆိုရင်ဒါက positive result ဟိုကောင်းတဲ့ရလဒ်တွေရနေရဆိုတော့ကိုကိုကိုယုံကြည်ပြီးတော့မှဆက်တာသွားပါဆက်တာကြိုးစားသွားပါလို့တိုက်တွန်းအားပေးချင်ပါတယ်။ဒီစနစ်ကြကြနဲ့စာနီတောင်းကြီးရဲ့ဒီချိန်ကပုံစံနဲ့ weight ချပြီးတော့မှပြောင်းလဲချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့တင်တန်းကို join ဖို့ကိုလည်းဖိတ်ခေါ်ချင်ပါတယ်။အခုကစပြီးတော့မှအိမ်မက်ကြီးကြီးရဲ့နှိမ့်စမှုတံကိုမခံပါနဲ့တော့။ အိမ်မက်တီးတီးလေးတွေမှတ်မယ်အိမ်မက်တီးတီးလေးဖြစ်အောင်လုပ်ရင်းနဲ့အိမ်မက်တီးတီးလေးပေါင်းများစွာပေါင်းပြီးတော့မှအိမ်မက်ကြီးဖြစ်လာဖို့အတွက်ကြိုးစားတော့ဖို့အတွက်တိုက်တွန်းအားပေးချင်ပါတယ်